BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Burmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါသည်ခင်ဗျာ။နိုဝင်ဘာလ9ရက်ဗိုလ်တော်ညချမ်းအတွက် BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတရိုက်ထုတ်နေနေပါတယ်။ကျွန်တော်ဝေဖြိုးပါ။သမ္မတ Trump ကိုအန်တူပြီး Trump မကြိုက်တဲ့သူကိုမြို့တော်ဝန်ဖြစ်နယူးယောက်မြို့ကန်တွေရွေးချယ်လိုက်ပြီးဖြစ်ပါတယ်။ Tonight you have delivered a mandate for change. နယူးယောက်မြို့တော်ဝန်ဖြစ်လာမဲ့သူအကြောင်းမကြခင် အသေးစိတ်နားဆင်ရဖို့ရှိသလို 如果我们屋里头、你屋里头，他妈的，器官保养嘛，细、嗯、嫩，简单，如果爸爸丢了命啊，医院比如说手表、背部的，施工中涉及路面边生产的，咱们员工看见定要保护，肯定要从那个来，定时、背部、心里方面的。 New York မြို့ကန်တွေဟာ The World Democrat တယောက်ဖြစ်တဲ့ Johan Mamdani ကိုသူတို့ရဲ့မြို့တော်ဝန်အသစ်ဖြစ်ရွေးလိုက်ပြီးဖြစ်ပါတယ်။ဒီရွေးချယ်မှုဟာ Donald Trump ကိုအာခံကြောင်း Donald Trump ရဲ့လုပ်ရက်တွေအပေါ်သဘောမတူကြောင်းပြပပုံပြသနေတဲ့အဖြစ်ရှုမြင်ရပါတယ်။ကိုရိုင်း New York မှာဝေး New York မှာကြီးတဲ့ Donald Trump ဟာမြို့တော်ဝန်ရွေးကောက်ပွဲကြိုးမဲဆွယ်ကာလာလုံးက Mr. Mamdani ကို Communist ဆိုပြီးဒဇိုက်ကတ်ခဲ့သလို Mr. Mamdani ကအနိုင်ရရင် New York မြို့ကြီးအတွက်ဘ ਹੁ အစိုးရကထောက်ပံ့တဲ့ဘတ်ဂျက်ငွေတွေမပေးဘဲနဲ့ထားမယ်ဆိုပြီးတော့လည်းချင်းချောက်ခဲ့ပါတယ်။ ဒီကြားထဲမှာပဲနယူးယောက်မြို့ကန်တွေဟာအခုလိုမစ္စတာမမ်ဒန်နီကိုသူတို့ရဲ့မြို့တော်ဝန်ပိတ်အဖြစ်ရွေးလိုက်တာဖြစ်ပါလေ Tonight you have delivered a mandate for change အပြောင်းလဲဆောင်ကျင်းပေးခွင့်ကိုဒီကနေ့ညခမားတို့အနှင်းလိုက်တာပဲဖြစ်တယ်နိုင်ငံရေးပုံစံအစ်စ်အတွက်လည်းခမားတို့ခွင့်ပြုပေးတာမျိုးဖြစ်တယ်ဆိုပြီးမစ္စတာမမ်ဒန်နီကသူ့ရဲ့ရွေးကောက်ပွဲနိုင်မင်ကိုပြောသွားတာဖြစ်ပါလေ အသက်34နှစ်သားရှိသေးတဲ့မစ္စတာမမ်ဒန်နီဟာနယူးယောက်ရဲ့ပထမဆုံးမွတ်စလင်မြို့တော်ဝင်ဖြစ်လာမှာဖြစ်တယ်လို့အနှစ်တရာကျော်အတွင်းအသက်အငယ်ဆုံးမြို့တော်ဝင်လည်းဖြစ်လာမှာပါမစ္စတာမမ်ဒန်နီရဲ့နိုင်ငံရေးအကြောင်း BBC ရဲ့မြောက်အမေရိကပိုင်းဆိုင်ရာ Editor Sarah Smith ပြောတာက Zoran Mamdani ran a really extraordinary campaign that generated levels of enthusiasm Mr. Mamdanier Mesres ရုံးမှုတွေဟာအင်ပန်မှာကိုထူးခြားပြောင်းလဲလာပြီးလူတွေကိုစိတ်အားထက်သန်မှုတွေစိတ်လှုပ်ရှားမှုတွေဖန်တီးပေးနိုင်ခဲ့ပါတယ်အဲ့ဒါလောက်လူအများစိတ်ပါဝင်စားတာတက်ကြွလာတာမျိုးနယူးယောက်မှာမဆိုထားနဲ့အမေရိကန်တနိုင်ငံလုံးရဲ့နိုင်ငံရေးမှာကိုမမြင်ရတာကြာလှပြီဖြစ်ပါတယ်လာပြီးမဲထည့်ကြတဲ့အရေးအတွက်ဟာစံချိန်တင်အောင်များလှပြီးသူဟာမဲအလုံးရဲ့90ရာခိုင်နှုန်းကျော်ရရှိခဲ့ပါတယ် သူ့ရဲ့နိုင်ငံရေးမူတွေကိုကြည့်ရင်တော့လက်ဝဲမူတွေဖြစ်ပြီးဒီမိုကရက်တစ်ပါတီကိုယ်တိုင်အပြည့်အဝထောက်ခံတာမျိုးမလုပ်ကြပါဘူး။မစ္စတာမမ်ဒန်နီဟာကလေးငယ်ပြုစုဆောင်ရှောက်မှုအခမဲ့အများပြည်သူတို့ခီးသွားပို့ဆောင်ရေးအခမဲ့အိုးအိမ်ရရှိနေထိုင်နိုင်မှုအခမဲ့စားရတွေပံ့ပိုးပေးမယ်ဆိုတာတွေအပြင်ဝင်ငွေအများဆုံးသူတွေပေါ်မှာအခွန်တိုးကောက်မယ်ဆိုပြီးဂရီကိုတွေပြုတ်ထားပါလေ။အဲ့ဒီအချက်တွေပေါ်မှာဒီမိုကရက်တစ်ပါတီကိုယ်တိုင်စိတ်မသက်မသာနဲ့စိုးရိမ်ကြဖို့ရှိပါတယ်ဆိုပြီးပြောသွားတာပါ။ အင်္ဂါလေးကကျင်းပခဲ့တဲ့အမေရိကန်တဝန်းအဓိကရွေးကောက်ပွဲတွေမှာဒီမိုကရက်တွေပဲအနိုင်ရခဲ့ပါတယ်။လက်ရှိအစိုးရရန်တရာပိတ်ကျနေတာရဲ့နောက်ဆက်တွဲထရမ့်ကအလုပ်တွေဖျောက်ပစ်နေတာဒဏ်ကိုခံရတဲ့ဗဟိုအစိုးရဝန်ထမ်းတွေအများအပြားနေထိုင်ရာဗာဂျီးနီးယားပြည်နယ်မှာဆိုရင်လည်းဒီမိုကရက်ကိုယ်စားလှယ်အမျိုးသမီးကပဲပြည်နယ်အုပ်ချုပ်ရေးမှူးနေရာမှာအပြတ်အသတ်နိုင်သွားပါတယ်။တခါထရမ့်သမ္မတရွေးကောက်ပွဲနိုင်တော့ကအတော်လေးအခြေအနေကောင်းခဲ့တဲ့နယူးဂျာစီမှာဆိုရင်လည်းအလားတူပါပဲ။ဒီမိုကရက်ကိုယ်စားလှယ်ပဲမဲကွာချမှုသိပပရပြီးအနိုင်ယူခဲ့ပါတယ်။ မန္တလေးတိုင်းမြင်းညံမြို့နယ်ရဲ့စစ်တပ်ရဲ့အခြေရင်းတန်ရင်အခြေဆက်ရာအနီးကလေသစ်ဆိုတဲ့ကျွရမှာချထားတဲ့စစ်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေလက်ပြက်ဝင်တိုက်ခဲ့တယ်ဆိုပြီး zero ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်က BBC ကိုပြောပါတယ်မနေ့နေ့လယ်ပိုင်းမှာပြုလုပ်ခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုဟာမိနစ်20ဝန်းကျင်ကြာမြင့်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေဘက်ကပကုံးထန်းလောင်ချာ RPG နဲ့စခန်းထဲကိုပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ် တေချာလိကျင့်ပြင်ဆင်ပြီးဝတိုက်ခဲ့တာဖြစ်တယ်လို့ဆိုရဲအဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်နဲ့တခြားစစ်တပ်သစ္စာကံသူတွေဘက်ကရှစ်ယောက်အပေပျောက်ရှိခဲ့ပြီးဆယ်ယောက်ကျော်လည်းဒဏ်ရာရသွားတယ်လို့တော်နိုင်တပ်ဖွဲ့တွေဘက်ကဆိုပေမဲ့ BBC နေနဲ့ပြီးကြအတီမပြုတ်နိုင်သေးပါဘူးဆူရနိုင်ငံနဲ့ကိုလိုဖန်ဒေတာမှာလည်းလူအများအတွက်လုံခြုံရေးအခြေအနေဟာဆူရော်ရော်ပြက်ရွံ့လာနေပြီးပြည်နယ်မြောက်ပိုင်းမြို့တော်ဖြစ်တဲ့ LOB မှာဆိုရင်ဇာပရာပွဲတစ်ခုမှာအတိုက်ခိုက်ခံရတဲ့အတွက်လူအယောက်40ကျော်အဆုလိုက်ပြုံလိုက်ပိတ်ဆုံးခဲ့ရတယ်လို့ကုလသမဂ္ဂကသတိပေးထုတ်ပြန်ပါတယ် အဲ့ဒီဒေသထဲမှာလည်းအစိုးရစစ်တပ်နဲ့ပြည်သူစစ် RSF ဖွဲ့ဖွဲ့တို့ကြားတိုက်ပွဲတွေ ပြန်လည်ပေါ်ပေါက်လာနေတာဖြစ်ပါတယ်။ဇာပနာဝဲတိုက်ခိုက်ခံမှုကအဲ့ဒီတိုက်ပွဲတွေနဲ့ဆက်ဆက်နိုင်ပါတယ်။ BBC ရဲ့ Africa ဆိုင်ရာ Editor Richard Gagwe ပြောတာက The UN humanitarian coordinator has called for an immediate halt to the fighting. ဘူရိုင်းရဲ့ဆန္ဒမှုဆိုင်ရာအကူအညီပေးရေးတာဝန်ခံကတော့တိုက်ပွဲတွေချက်ချင်းရပ်ဖို့တောင်းဆိုနေပါလေ။လက်နက်ကိုင်ပဋိပက္ခထဲမှာကြားညက်နေရတဲ့အရက်သားတွေကိုနှစ်ဖက်စလုံးကကာကွယ်စောင့်ရှောက်မှုတွေပေးရဖို့လည်းတိုက်တွန်းနေပါလေဆိုပြီးပြောသွားတာပါ။ ဖိလစ်ပိုင်နိုင်ငံမှာတော့အင်အားဖြင့်တိုက်ဖုန်းမုန်တိုင်းကယ်မေဂီရဲ့ဂျန်ကြောင့်ပေဆုံးရသူအရေးတွက်ဟာအခုဆိုရင်အယောက်90ကျော်အထိအောင်မြင့်တက်လာနေပြီဖြစ်ပါတယ်။မုန်တိုင်းတို့ကာလထိခိုက်ခဲ့မှုအခြေအနေတွေကိုပိုးတိလာတာနဲ့အမျှပေဆုံးခြင်းလည်းအခုလိုတိုးမြင့်လာနေတာဖြစ်ပါတယ်။စီဘူးပြည်နယ်မှာဆိုရင်မျက်မှောက်ပမိုက်တလျှောက်အဆိုးရွားဆုံးရေကြီးခဲ့ပြီးအထိခိုက်ခံရဆုံးနေရာဖြစ်ပါတယ်။စီဘူးမှာလည်းလူအယောက်80နီးပါးပေဆုံးကြောင်းအတည်ပြုထားနိုင်ပါတယ်။အခုဆိုရင်မုန်တိုင်းဟာဗီယက်နမ်စီဥတီရွှေရှားနေပြီဖြစ်ပါတယ်။ တရုတ်အွန်လိုင်းဇေယျကုမ္ပဏီဖြစ်တဲ့ Shein ဟာပထမဆုံးအပြင်ဆိုင်ငန်းကိုပြင်သစ်နိုင်ငံမြို့တော် Paris မှာဖွင့်လှစ်လိုက်ပါတယ်။နာမည်ကြီး BHV ကုမ္ပဏီကြီးမှာဆိုင်ငန်းနေရာရယူခဲ့တာဖြစ်ပါတယ်။ပြင်သစ်အဝတ်ထည်ကုမ္ပဏီတွေအပါအဝင်တခြားဥရောပလုပ်ငန်းတွေကတော့အတော်လေးဝေဖန်နေပါတယ်။ Shein ဟာသူ့ရဲ့အဝတ်ထည်တွေကိုဈေးတက်တက်တော်တော်နဲ့ရောင်းချနေတာဖြစ်ပါတယ်။ဒါဟာအည်သွေးကိုထိန်းသူတွေအတွက်တော့ဈေးကွက်ရှင်ပြိုင်မှုမှမမတဖြစ်စေတဲ့ဆိုပြီးပြင်သစ်ပအဝင်ဥရောပကုမ္ပဏီတွေဘက်ကဝေဖန်နေတာဖြစ်ပါတယ်ခင်ဗျာ။ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြန်မာ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ပြောရရှင်ပြခင်ဗျာအခုတော့သတင်းတော်ဒီဘက်ကိုဆက်အောင်ပါ တန်တတင်နယ်လီဟာတရုတ်ဖိအားကြောင့်မိုးကုန်းနဲ့မိုးမိတ်ကိုစစ်တပ်ထံပြန်ပေးမယ်လို့ကြေညာထားတာအခုဆိုရင်သတင်းတစ်ပတ်နီးပါးရှိလာပါပြီတော်လိုင်းတက်တွေနေရာယူလိုက်တဲ့မိုးကုန်းနဲ့မိုးမိတ်မျိုးတွေကိုဒီကနေ့နိုဝင်ဘာ9ရက်နေ့အထိတော့စစ်တပ်ဝင်မလာသေးပါဘူးမိုးကုန်းမျိုးကနောက်ဆုံးအခြေအနေတွေအကြောင်းကိုတန့်စင်ပြောပြထားပါတယ် နှစ်ဖက်အပြစ်ရက်တယ်လို့ TNL ကထုတ်ပြောခဲ့တဲ့အောက်တိုဘာ29ရက်ကစလို့ရှမ်းမြောက်မှာတိုက်ပွဲတွေရက်သွားတယ်လို့ TNL ထိန်းချုပ်ထားတဲ့လက်ကျန်ခုနှစ်မြို့လေစစ်တပ်ကလေကြောင်းဘုံကျဲတာတွေရက်လိုက်ပါတယ်။ဒါပေမဲ့မိုးကုတ်မြို့တွေက TNL တက်စခန်းတွေနိုဝင်ဘာလဇန်ကစလို့ပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာ မန်လေး PDF နဲ့မိုးကုတ်ပြူဟာလိုတော်လန်ရေးတပ်တွေဝင်ရောက်နေရယူထားလိုက်ပါတယ်။တရုတ်ဂျာဝင်မှုနဲ့တန်တက်နဲ့စစ်တပ်အပြစ်ရမှုလက်မှတ်ရေးထိုးမှုအသေးစိတ်ကိုစစ်တပ်ဘက်ကဒီနေ့အထိထုတ်မပြောပါဘူး။ဒါကြောင့်လာရှိုးလိုမိုးကုတ်မြို့အုပ်ချုပ်သူအပြောင်းလဲဟာချောမွေ့နိုင်ဖွယ်မရှိဘူးဆိုပြီးလက်ကျန်မြို့ကန်တွေဟာလာဇမ်းမိုင်းကဆလို့မြို့ကိုစွန့်ခွာပြီးထွက်ပြေးသွားကြပါတယ်။စစ်တပ်ဟာလာရှိုးမြို့ကိုကိုကန့်စီကပြန်ရတော့ကလို့မိုးကုတ်မြို့တွေဝင်ရောက်နိုင်ပါသလား။ ရှမ်းနိုင်ငံရေးလေးလာသူကိုဆိုင်မင်းပြောထားတာကိုအတန်အေးသွေးမကောင်းတဲ့အတွက် BBC ကဖတ်ပြထားပါဗျာ။လောက်ရှုမြို့မှာတော့ဝါတာဘက်ကတော်တော်လေးကိုထိတဲ့ဝင်ပါတယ်။စစ်တဲ့ပြန်ဝင်တော့ဝါဘက်ကလမ်းကြောင်းပြန်ဖို့မေးတဲ့အနေအထားမျိုးဖြစ်နေတော့လွယ်လွယ်နဲ့ဝင်လို့ရတာပေါ့။ဒါပေမဲ့ခုချိန်တွေကမကုတ်ကြတော့ PDF တွေအကောင့်နဲ့နေတာရှိနေတယ်။လောက်ရှုလိုမျိုးရှော့ရှော့ရှူရှူဖြစ်လာလိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်။ အခုမိုးကုန်းနဲ့မိုးမိတ်ဆို KIA နဲ့ PDIN အားကလည်း KIA ကလည်းလွယ်လွယ်ကူကူနဲ့လမ်းပွင့်ပေးမှာမဟုတ်ဘူးမိုးကုန်းဆိုရင်လည်း PDF ကအားကောင်းနေတော့လာရှုလို့ပုံစံတော့မဟုတ်ဘူးလာရှုကြတော့ဘောဘက်ကတော်တော်လေးကူပေးတော့စစ်ကောင်စီကလွယ်လွယ်လေးဝင်ခဲ့တာပေါ့မိုးကုန်းနဲ့မိုးမိတ်ကြဒီလိုမျိုးဂျားဝင်ပေးတဲ့ဝါမျိုးလိုမျိုးမရှိတော့လွယ်လွယ်ဝင်နိုင်မှာမဟုတ်ဘူးအဲ့ဒီဘက်ကိုတိုက်ပွဲတွေပိုဖြစ်လာနိုင်ကြီးရှိရဲ့ မုဂုံမြို့ကို TNL ထိန်းချုပ်ထားတော့ကကြောင်မြတ်ဒူးဖော်ကွင်းတွေချပေးခဲ့တာတွေရှိပါတယ်တန်းအစုပ် PDF တက်တွေနေရာယူချိန်မှာမြို့ပေါ်ကကြောင်မြတ်လောက်ွက်တွေဘလို့အခြေအနေရှိနေပါသလဲ TNL နဲ့နှီးဆက်တဲ့ဒေသခံတူပြောပြထားတာကိုလုံခြုံရေးအရာအတန်းအစားထိုးဖတ်ပြထားပါတယ်ကြောင်မြတ်လောက်ွက်တွေကို PDF အောက်ကနေဆက်လုပ်မယ်ဆိုရင်ထွန်းနှုံးရဲ့လေးပုံတပုံကိုသူတို့ပေးရမယ်ကျန်တာတို့လုပ်ငန်းရှင်တွေနဲ့ဒေါ်လာရင်းတက်တွေခွဲပြီးယူအဲ့ဒါဆိုဆက်လုပ်ခွင့်ရမယ် ဒေသခံတွေကတော့အခုတော်လိုင်းတက်တွေဝင်လာတော့လေကြောင်းရောလက်နက်ကြီးနဲ့ပြစ်မှာကိုစိုးရင်ပြီးအရင်ကမပြေးခဲ့တဲ့သူတွေတော့အခုထွက်ပြေးနေကြတယ်မိုးကောင်းမြို့နဲ့ကြောင်းမြက်လောက်ွက်တရဲ့အကြောင်းသိရဖို့ TNL ပြောခွင့်ရသူလွေရည်ဦးထံ BBC ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့အကြောင်းပြန်ဖြေကြားတာမရှိပါဘူးစစ်ကောင်းဆောင်ဟာသူယုံကြည်စိတ်ချရတဲ့စစ်ဘုတ်ချုပ်တွေစစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ပြည်တော်စုဝင်ကြီးတချို့ကိုလာမယ့်ယူကောက်ပွဲမှာဝင်ပြိုင်မှုပြင်ဆင်ထားပါတယ်ဒါအပြင်တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အများစုကိုလည်းသူတို့ရဲ့သက်ဆိုင်ရာဒေသတွေကနေရွေးကောက်ပွဲဝင်ပြိုင်စီလာမျိုးတွေ့ရပါတယ် ဒီလိုအခင်းချင်းပြင်ဆင်ထားတာဘာကြောင့်မလဲကိုကျော်စေကပြောပြပေးမှာပါ စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးဟောင်းနေဖြစ်တဲ့ဦးသက်ပုံဦးကံမြင့်တန်ဦးစိုးတက်နိုင်ဦးတေဇကျော်တို့ကလာမယ့်ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်ကနေဝင်ရောက်ရှင်ပြိုင်ကြမှာပါ။ဒါအပြင်စစ်ကောင်းဆောင်ယုံကြည်စိတ်ချရတဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကပြည်သူ့လွှတ်တော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမှုဆောင်ချုပ်ဦးအောင်လင်းတွေကအမျိုးသားလွှတ်တော်ကနေဝင်ရောက်ရှင်ပြိုင်ကြမှာပါ။တဆက်တဲ့လက်ရှိပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးမြထွန်းဦးလောက်ကဝန်ကြီးဦးမြကျိုင်းကျန်းမာရေးဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းပြန်ကြားရေးဝန်ကြီးဦးမမောင်အောင်အပါဝင်ဝန်ကြီးကိုဦးနဲ့သမရယုံဝန်ကြီး၃ဦးလည်း ကြံ့ခိုင်ပါတီကနေရွေးကောက်ပွဲဝင်ကြမှာဖြစ်ပါတယ်။စစ်ကောင်းဆောင်ကသူယုံကြည်စိတ်ချရသူတွေကိုအမျိုးသားလွှတ်တော်မာရော့ပြည်သူလွှတ်တော်နေရာတွေအတွက်ပါပါဝင်ရှင်ပြိုင်ခိုင်းတာတာကိုတွေ့ရပါတယ်။ကာလုံရဲ့အကြံပေးအဖွဲ့ဝင်တွေကဒေါ်တွဲပူနဲ့ပိုရယ်အောင်သိန်းတိုင်းနယ်ပြည်နယ်ဝင်ကြီးချုပ်တွေလည်းရွေးကောက်ပွဲဝင်မဲ့အခင်းချင်းမှာပါဝင်လာပါတယ်။အဲ့ဒီတဲကကချင်း၊ကရင်ချင်း၊စကိုင်း၊တနင်္သာရီ၊ပဲခူး မန္တလေးမွန်နဲ့အေရီအပါဝင်တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေကတက်ဆိုင်ရာတိုင်းနယ်ပြည်နယ်လွှတ်တော်တွေမှာဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။စစ်ကောင်းဆောင်အနေနဲ့လာမယ့်ရွေးကောက်ပွဲအခင်းကျင်းအတွက်အခုလိုပြင်ဆင်နေတာဘာကြောင့်မလဲ။နိုင်ငံရေးလေလာသုံးသက်သူတို့ပြောတာကိုလုံခြုံရေးအရအတန်းစားထိုးဖတ်ပြထားပါတယ်။စစ်ကောင်းဆောင်ကလာမယ့်လွှတ်တော်အခင်းကျင်းမှာတက်ကနေတည်မဲ့တမရလောက်မဲမရမှာကိုတအားစိုးရိမ်နေပုံရတယ်။ဆိုလိုချင်တာကစက်ခန့်ရေးပါတီကဥက္ကဋ္ဌကိုသူမပိုင်ဘူးစိတ်မချဘူးဆိုတဲ့သဘောပေါ့။လွှတ်တော်ခေါ်တဲ့အခါကျမှတက်ကတင်လာတဲ့တမရကိုမရွေးပါကိုစိုးရိမ်နေပုံရတယ်။ဒါကြောင့်တက်နိုင်သမျှရွေးခန့်ရတဲ့ ကြက်ခံရေးကိုယ်စားလှယ်ဆိုလဲသူ့လူတွေဖြစ်အောင်သူ့လူတွေကိုကြက်ခံရေးလဲပို့တတ်ဆညာလဲပို့အဲ့လိုတွေလုပ်နေတယ်လို့ယူဆတယ်နောက်တစ်ခါတိုင်းဒေသကြီးပြည်နယ်တွေကအစိုးရဝန်ကြီးတွေကိုလည်းနောက်မှတံပရဖြစ်လာရင်ဆက်ပြီးတာဝန်ပေးခြင်းလို့ဝင်ပြိုင်ခိုင်းတယ်လို့ယူဆတယ် ဒါကစစ်ကောင်းဆောင်အနေနဲ့သူ့အမိန့်နာခံသူတွေသူသဘောကျတဲ့သူတွေနဲ့နိုင်ငံရေးအခမ်းကဏ္ဍကိုဆက်ပြီးသွားနိုင်အောင်စီစဉ်ထားတဲ့သဘောလို့လေလာသူတွေကသုံးသပ်ကြပါတယ်စစ်ကောင်းဆောင်ရဲ့ယုံကြည်စိတ်ချရသူတွေရွေးကောက်ပွဲမှာပါဝင်လာတဲ့ပသက်ပြီးဒုတိယကိုယ်စားလှယ်အလောင်းအများဆုံးနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့အတိုင်းသားစီးလုံးညီညွတ်ရေးပါတီအထွေထွေတွင်းမှုကအခုလိုမှတ်ချက်ပေးပါတယ်ရွေးကောက်ပွဲဥပဒေလိုနည်းဥပဒေလိုသတ်မှတ်တဲ့စီကပေါ်တဲ့မှာရှိနေကြတဲ့လူကဘာမှပြောလို့မရဘူးပြန်နောက်ပိုင်းကျမှတကယ်တကယ်ပြောမှဆိုရင်ပြည်သူကအဆုံးပြပေးဖို့ ဖို့ပဲဘသူတည်တယ်မှန်တယ်လဲဆိုတာပြည်သူပေါ်မှာပဲမူတည်တယ်ဗျာစစ်ကောင်းဆောင်ကလက်ရှိအထိုင်ကိုမပြတ်အောင်စီစဉ်ထားတဲ့သဘောမျိုးတွေ့ရတာကြောင့်ရွေးကောက်ပွဲအလွန်ကာလမှာကြန့်ခိုင်ပါတီကအစိုးရဖွဲ့နိုင်ခဲ့ရင်တောင်နိုင်ငံခြားရေးမူဝါဒနဲ့စီးပွားရေးစနစ်တွေမှာအပြောင်းလဲသိရှိမယ်မထင်ဘူးလို့လည်းနိုင်ငံရေးလှိလာသူတွေကသုံးသပ်ကြပါတယ်ခင်ဗျာဒီကြပိုင်းတွေမှာအင်တာနက်ဝန်ဆောင်မှုတွေပြတ်တောက်နှေးကွေးနေခဲ့တာကြောင့်ဆိုရှယ်မီဒီယာကိုပုံလို့လဲပတ်နေရတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအခက်ကြုံရပါတယ် ။ဘာကြောင့်ပြတ်ကျောက်ရတယ်လဲဆိုတော့ကိုတော့ဝန်ဆောင်မှုကုမ္ပဏီအများစုကထုတ်ပြန်တာမျိုးမရှိပါဘူး။မတူစွာလင်းပြောပြပေးမှာပါ။ အခုလနိုမာတရက်နေ့နေ့လယ်ပိုင်းလောက်ကစပြီး Wi-Fi အများစုနဲ့ဖုန်းအင်တာနက်တချို့လိုင်းကျလာခဲ့တာဒီနေ့ဆိုရင်9ရက်မြောက်ရှိလာပြီဖြစ်ပါတယ်ဝန်ဆောင်မှုပေးနေတဲ့ Wi-Fi ကုမ္ပဏီတွေကတော့ဘာကြောင့်အင်တာနက်လိုင်းတွေအခုလိုလိုင်းကျတာလဲဆိုတာကိုတိတိပပထုတ်ပြန်တာမျိုးမရှိသေးပါဘူးဒီနေ့မှာတော့ Wi-Fi တချို့ကတော့ခဏတဖြုတ်ပြန်လဲအသုံးပြုလို့ရပေမဲ့ပုံမှန်အချိန်လိုအသုံးပြုလို့မရသေးပဲလိုင်းနှေးနေတာကြောင့် ပြင်ဆင်မှုတွေအများဆုံးလှုပ်ဆောင်နေတယ်လို့သူတို့ရဲ့ social media တွေကနေအသိပေးထုတ်ပြန်ထားပါတယ်။လက်ရှိမှာလည်းစစ်ကော်မရှင်က social media platform တွေရဲ့ကလူသုံးများတဲ့ Facebook ပါဝင်တခြား social media အသုံးပြုတာတွေကိုကန့်သတ်ထားပြီး VPN ခံသုံးမှသာအသုံးပြုလို့ရနိုင်တာလည်းဖြစ်ပါတယ်။ဒါကြောင့် line ပြီးပြတ်တောက်နေတဲ့အင်တာနက်တွေဘယ်ချိန်မှပုံမှန်ပြန်ကောင်းနိုင်မှာပါလဲ wifi ဝန်ဆောင်မှုကုမ္ပဏီတခုရဲ့တာဝန်ရှိသူပြောတာက ရင်ကကြအတိအကျမတည်သေးလို့လေရေစာရင်အလုံးဖြစ်သွားဆိုတော့ကြာလေအမြန်တော့ဆောင်ရွက်ပေးနေရှင်ဟောအဲ့ဒါမို့လို့ပါအခုကလိုင်းရကြနေတော့လေဟုတ်ဒီတလာတော့မှပေါ့နော်နိုင်ရတဲ့ကျဲဒီလိုချင်အခုဒီလိုင်းနေပုံမှန်တိုင်းရှင်းရဖြစ်သွားတဲ့အခါကြလို့ချင်တလာရက်ဒီတော့လေဟောစားပြပြနှိဒီမှာပါရှင်ဟောအဲ့ဒီတော့လေအခုလိုအင်တာနက်လိုင်းပြတ်တောက်နေကွေးနေတာကြောင့်နမ်မကြီးဈေးဝယ်စင်တာတွေစားတောက်ဆိုင်ကြီးတွေဟိုတယ်တွေစတဲ့နေရာတွေမှာ MBU, Visa နဲ့ Credit Card တွေလိုသုံးပြီးငွေပေးချေလို့မရတာတွေရှိခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်အင်တာနက်အသုံးပြုပြီးလုပ်ငန်းလည်ပတ်နေတဲ့ငွေထုတ်ငွေလဲလုပ်ငန်းတွေအစားအသောက်ဝန်ဆောင်မှုလုပ်ငန်းတွေခီးသွွာလာရေးဝန်ဆောင်မှုတွေလက်မှတ်အယောင်စင်တာတွေနဲ့ဆိုရှယ်မီဒီယာတွေကနေလိုက်လွှင့်ပြီးရောင်းချတဲ့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအပြင်အကြီးစားလုပ်ငန်းတွေလည်းထိခိုက်မှုကြုံရတယ်လို့အဲ့ဒီလုပ်ငန်းလုပ်ကိုင်သူတွေက BBC ကိုပြောပါတယ်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးအွန်လိုင်းကနေလိုက်လွှင့်ပြီးအဝတ်ထည်နဲ့လက်ကင်အိတ်မျိုးမျိုးရောင်းချနေသူလုပ်ငန်းရှင်တို့ဦးပြောတာက ။ဒါကျွန်တော်တို့အတိုင်းတောင်းနဲ့ပြောရင်တော့ live stream မှာလုံးဝရက်သွားတယ်100%ကျသွားတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဆိုင်ရင်းနဲ့ဖွင့်ထားတဲ့ online ရရတဲ့ဆိုင်ရင်းရတစ်ချက်အမြင်ပြည့်လို့မျိုးလို့ရတယ်။အဲဒီကလေးကကြည့်ကြည့်ပါဟိုဟိုတပတ်တည်းမှာကျတယ်ဆိုတော့ငွေရတော့ရှိသေးတာကမျိုးကတော့ပြင်နာလို့ရှိရတယ်။ Wi-Fi တက်စင်တဲ့ဤပညာရှင်တွေကတော့ပင်လယ်ရေအောက် fiber ဆက်ကြောင်းပြတ်လို့ပြင်ဆင်နေတာဖြစ်ပြီးလက်ရှိအရေးပေါ်တုံးလို့ရအောင် အဇံလိုက်နဲ့ဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့ပြောပါတယ်အင်တာနက်သုံးလို့မရတဲ့ရက်တွေအတွက်လည်းကုမ္ပဏီဘက်ကရက်အစားပြန်ပေးမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ရှင် တို့လို့ရှင်များခင်ဗျာဒီညတွက် BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်ချက်တွေကိုတော့ဒီမှာပဲရန်နောက်ခွင့်ပြုပါအခုကြားခဲ့ရတဲ့နောက်ဆုံးရသတင်းတွေသာမကသတင်းသုံးသပ်ချက်နဲ့ဆောင်းပါးတွေရုပ်သံအစီအစဉ်တွေကို www.bbc.com မှာလည်းအချိန်နဲ့တပြေးညီတင်ဆက်ထားတာမျိုးလာရောက်ကြည့်ရှုနိုင်ကြပါတယ်တို့တို့ရှင်အားလုံးကိုစိတ်နှစ်ပါးကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။